ဲ့လိုမျိုး horror vibe ပုံစံတရေကားဆိုပေမဲ့လည်းတက်တနာတွေပါတယ်အယူအဆတွေပါတယ်နောက်တော့ဘာသာရေးအဆုံးအမတွေလည်းပါတယ်အဲ့တော့ကျွန်တော်တို့အဲမထင်မပေးနဲ့မှဘုန်းကြီးကြောင့်ကြောင့်ရောက်သွားကြရပေါ့နော်အဖွဲတစ်ဖွဲကြုံသွားတဲ့ဖြစ်ပျက်တွေပေါ့ဆိုတော့အဲ့ဒီဖြစ်ပျက်တွေထဲမှာအဲ့အစွဲအစိတ်တွေကြောင့်ဟိုမဖြစ်တဲ့နိုင်ဖြစ်ရတယ်ဆိုရဲအရာကြီးလည်းပေါ်လွင်အောင်ရေးသားထားရည်လည်းပါတယ်ဆိုတော့ဒီကားလေးကလိုမျိုးကျွန်တော်ဘာသာရေးယူစားအရာကြီးရှုအောင်ကြည့်မယ်ဆိုရင်တမိုးရှိရဲ့ကားလေးတကားလို့ပြောလို့ရပါတယ် သူတို့ဒီလိုလောက်နေတာကဘာဖြစ်လဲမဆက်စုနေငါမချိုက်ဘူးကြီးစရာကြာရင်မခံမရနိုင်အောင်ဖြစ်နေတာကတိတ်ကဝိုးကြွေးกว่าဝိုးကြွေးကျွန်တော်တို့အာဦးမျိုးရဲ့ကမ်ဘက်ရုပ်ရှင်စကားလေးလို့ပြောလို့ရပါတယ်။နေ့တည်းကြာယူမျိုးရဒီယုံရင်ကားတွေမရှိဘဲနဲ့မှအခုတေချာလေးပြန်ရိုက်တယ်ပေါ့နော်။ ျွန်တော်ကိုဗစ်ကာလာပြီးရတဲ့အချိန်မှာအမျိုးမင်းအနေနဲ့ပထမဦးဆုံးပြန်ရေရွှင်ကားကြီးမှာကျွန်တော်အနေနဲ့ပေါင်းခွင့်ရတဲ့အတွက်တကယ်တိုင်းမသိဝမ်းသာပါတယ်ဆိုတော့အမတ်တရားကြီးလည်းအများကြီးပါပကံမှာကျွန်တော်သွားရထားတာပါဒီကားကတော့တေးကားလို့ပြောလို့ရပါတယ်ကြောက်လို့ဆိုဒီမှာကျွန်တော်သွားရတဲ့ပကံကဘုန်းကြီးကျောင်းဝင်းရှိရယ်အဲငှက်ကြီးကောင်းချာအကျောင်းတော့ပြီးခဲ့တဲ့မနစ်ကထင်တယ်မီးလောင်တော့တရားလုံးပါသွားမရှိတော့တော့ဒီကားရိုက်တော့အဲ့ဒီမှာဆိုတော့အဲ့လိုအမတ်တရားကြီးဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့ရဆိုတော့ကိုမြွားလေသူရိုက်လိုက်တဲ့ကားတိုင်းမှာအဲ့လိုမျိုးပရလောကနဲ့ပတ်သက်ပြီးတော့ မမမရရဖြစ်စရာကြီးအများကြီးပဲဆိုဒီကားမှာလည်းကျွန်တော်တို့အနေနဲ့အလိုကြုံရရလည်းရှိရဲအဲ့လိုမျိုးကြားရလည်းရှိရဲအနံ့ရရလည်းရှိရဲလာပြီးတော့ထိတွေ့ရလည်းရှိရဲဆိုတော့အဲ့အမှတ်တရရရှိတယ်ဒီကားလေးကကျွန်တော်တို့လေဟိုထားပါတော့အဲ့လိုမျိုး horror vibe ပုံစံတရေကားဆိုပေမဲ့လည်းတက်တနာတွေပါတယ်အယူအဆတွေပါတယ်နောက်တော့ဘာသာရေးအဆုံးအမတွေလည်းပါတယ်အဲ့တော့ကျွန်တော်တို့အဲမထင်မပဲနဲ့မှခွင့်ကြောင်းကြောင်းရောက်သွားကြရပေါ့နော်အဲ့အဖွဲတစ်ဖွဲကြုံရတဲ့ဖြစ်ပျက်တွေပေါ့ဆိုတော့အဲ့ဖြစ်ပျက်တွေထဲမှာ အဲ့အစွဲအစိတ်တွေကြောင့်ဟိုမဖြစ်တဲ့နိုင်ဖြစ်ရတယ်ဆိုရဲအရာကြီးလဲပေါ်လွင်အောင်ရေးသားထားရည်လဲပါတယ်ဆိုတော့ဒီကားလေးကဘယ်လိုမျိုးကျွန်တော်ဘာသာရေးယူစားအရာကြီးရှုထောင့်အောင်ကြည့်မယ်ဆိုရင်တမိုးရှိရကားလေးတကားလို့ပြောလို့ရတယ်ခုနကသနာပါဘာလို့ဆိုဒီကားမှာသူကမိတ်ကပ်လင်းရမိတ်ကပ်လင်းရတော့သူအဲတခါတခါမိတ်ကပ်လင်းလဲအကြာကြီးပဲဒီကြလို့ရှိရင်ကျွန်တော်ညဘက်တွေပဲရိုက်ရတာဆိုရင်လူကြီးဆိုတော့သူအေးပြတ်တော့ဦးမျိုးဟိုနိုင်ရော ပင်ပန်းညာပေါ့နော်လူကြီးရေဆိုကျွန်တော်တို့ကျွန်တော်တို့လူငယ်တွေတောင်းမှနေနေပင်ပန်းညာတယ်သူတို့လူကြီးတွေပိုပင်ပန်းညာပေါ့စားရိုက်မယ်ဆိုခဲ့ရဦးမျိုးကသားတယ်ဦးမျိုးအလိုလိုဆရာရှိရယ်ဆိုတော့ကျွန်တော်ဇက်တော်မမီးပါဘူးဦးမျိုးရရဦးမျိုးကြိုက်တာရိုက်တယ်ကျွန်တော်ပါမယ်ဆိုပြီးတော့ပါပြတ်သွားတာဒါပေမဲ့ဒီကားလေးမှာလူမျိုးကမှပါဝင်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဗျ။ဟောဆရာဆရာလို့အဖေလို့ပါပဲဦးလေးလို့ပါပဲကျွန်တော်ဟောကောင်းရပဲအများကြီးတော့ညှုံခဲ့တာပါဦးမျိုးကဆိုတော့ဆက်လက်ပြီးတော့လေဦးမျိုးရဲ့တပည့်သားအနေနဲ့ပဲဆက်ရှိသွားမယ်ဦးမျိုးဖန်တီမဲ့လူပညာတွေမှာလည်းကျွန်တော်အမြဲတမ်းပါဝင်ခွင့်ရဖို့လည်း မျောလင်းမိပါတယ်အဲ့လိုပဲကျွန်တော်ကျွန်တော်တို့ဖန်တီးမဲ့ဟာတွေမှာလည်းဥမျိုးလည်းအမြဲတမ်းတိုင်ပင်ဦးမှာပါအဲ့စိတ်ညစ်စရာဟိုကျွန်တော်တို့အဲ့တဲ့အနေနဲ့တော့မဟုတ်ဘူးဘာလို့လဲဆိုတော့သိရမလားအဲ့တဲ့ကကြာလိုက်အင်ရှင်ဖြစ်သွားမှာဆိုတော့ကိုယ့်နဲ့ကိုယ်ပဲနေရယ်စိတ်ညစ်စရာလောကကြီးမှာအများကြီးပဲဟိုဘာလို့မှလဲဒီတရံတူတူလေးအဲ့တော့ကိုလုံးစရာရှိရာပျော်ရှင်နဲ့လုပ်တယ်မိဘတွေစိတ်ချမ်းသာအောင်ထားတယ်ပဝန်းကျင်တွေ့ရင်ပြောင်းနေရဒါပဲပေါ့ပေါ့ပါပါလေးပါလူကတော့ဟိုကိုယ့်ရဲ့ရွေးချယ်မှုတွေပါပဲနေတိုင်းကတော့လေပူတော်မှုပဲဖြစ်အေဂျင့်မှုပဲဖြစ်ဖြစ် တယောက်ချင်းစီရဲ့ရွေးချယ်မှုပါပဲဒါကျွန်တော်ရဲ့ရွေးချယ်မှုကအဲ့လိုဖြစ်နေတာပါဆိုတော့ကျွန်တော်နဲ့ပါဝင်ပြီးတော့မှလာပတ်သက်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေအကုန်လုံးကိုလည်းကျွန်တော်ပြောင်းအောင်မေးထားပါတယ်သူတို့စိတ်ညစ်ရင်လည်းကျွန်တော်ပြောင်းအောင်မေးလုပ်ပေးပါရိုက်ဖို့စီစဉ်ထားတဲ့ဇာတ်ကားလေးကြီးရှိပါသေးတယ်ဆိုတော့ဒီနှစ်ထဲမှာရိုက်ပြီးရင်တော့နောက်နှစ်ထဲတော့ပြည်သက်တွေကြည့်ရမှာပါအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့သူတို့စီရုပ်ရှင်ဇာတ်ကားကကျွန်တော်ဆရာဦးမျိုးမင်းရဲ့ဒီ6နှစ်ကြာမှာမှပြန်ပြီးဂျုံနေပြတဲ့ကမ်ဘက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်ဗျ။ဆိုတော့ဒီကားမှာကျွန်တော်တို့အနုပညာရှင်တွေအများကြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။ဆိုတော့ မြို့မရဲ့လက်ရအောင်မကြည့်ရကြာရဲပြိသက်တွေနေနဲ့ဒီလာမဲ့20ရင်းနေမှာစပြီးရုံတင်ပါပြီလာဟုတ်ချစ်ရှိအောင်ပြပါလို့ဒေသကဖိတ်ခေါ်ပါရဲ့ဗျ